အားလုံးမိငယ်ရွာလေးတွေကောင်းလာရွာလေးတွေအကုန်လုံးမှာအတုပကြီးလုံနေတာသူတို့ကြိတ်ပြီးတော့ဘိုးရွာမှာ၃လောင်းဒီရွာမှာ၅လောင်းအခုနောက်ပိုင်းပိုတောင်တိတာကြီးတယ်တန်ရရနဲ့လူတွေနောက်ပိုင်းမှာအတုပတွေထက်နေတာပဲအဲ့တော့သူ့ဘာသူ့ဘာရတာလေအလုပ်ရနေတာဗောမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်င်းတွေကိုအမြင့်တဲ့ရန်ရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် ခုကြတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းမတင်ပြမီကျွန်တော်အနေနဲ့ဒီမြင်းကျပ်ပြည်သူစစ်ကောင်းဆောင်ဒေါ်တိတာယူမနဲ့ဒါကျွန်တော်အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်အင်တာဗျူးလုပ်တဲ့အကြောင်းရင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းသုံးတိုင်းပေါင်းပြီးတော့မြင်းကျပ်တောင်သားနထိုးကြီးမလိုင်းငဇုံစီပီကုံစားတဲ့တကြောကိုစစ်သွေးကြပီဒီအက်ဖွဲ့တွေကကျွန်တော်တို့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်မှာဆိုရင်ကျွန်တော်တို့ဒီတက်မတော်ရဲ့စကန်တွေ လုံးဝဆုံးရှုံးခြင်းမရှိခဲ့တယ်လို့ပါပဲဒါကျွန်တော်တို့ပြည်သူ့စစ်ကြေးဝါမှာရှိတဲ့ပြည်သူ့စစ်စခန်းတွေဆုံးရှုံးမှုလုံးဝမရှိဘူးပြီးရင်ကျွန်တော်ရဲစခန်းတွေဆုံးရှုံးမှုလုံးဝမရှိခဲ့ပါဘူးအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြေပြင်မှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့ငင်းကြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်တီရာယုမနဲ့တိုက်ပွဲရဲ့အခြေအနေကိုကျွန်တော်အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်ဟယ်လိုအမအေးမင်္ဂလာပါကျွန်တော်ကျော်စိုးဦးပါဗျာအားပြန်ကြောဟုတ်ကြောပါအမကျွန်တော်တို့ဒီပြီးခဲ့ရက်ကဒီစစ်သွေးကြအုပ်စုတွေရပါဗျာမန်လေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းပေါင်းပြီးတော့အမတို့ဒီမြင်းကြံတောင်သားမလိုင်ငဇွန်း နှထိုးကြီးပေါ့ဗျာဒီကြောသူတို့ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လက်ရှိဟုတ်ကဲ့လက်ရှိအမတို့ဒီမြင်းကြံကိုစစ်သွေးကြွားတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့သူတို့ရဲ့အင်အားအခြေအနေပေါ့အခြေအနေလေးသိပြစေမှာအော်မြင်းကြံတော့ခုလက်ရှိကတော့အေးစစ်ဖြစ်နေတယ်အပြီးကနေရက်ကတော့သူတို့ခရိုင်စစ်စင်ကြီးနေနေမြင်းကြံနှထိုးကြီးတောင်းတာအဲ့တော့ငကြောအပေါ်တော့ပေါ့ညလုံးကြီးနဲ့ဝင်တိုက်တာပေါ့ဟုတ်ကဲ့ ်ဒီနေ့ကတော့ကျွန်တော်တို့ကြောက်ပြုတ်ကိုသူတို့အများလုံးနဲ့ဝင်လိုက်တာပေါ့ဟုတ်ကဲ့ဗျကြောက်ပြုတ်ပွဲမှာဟိုအများတတော်များတယ်သူဟုတ်ကဲ့တင်ဆင်ထားတယ်ကျွန်တော်တို့ကလည်းတရင်အချွာနာရထားတာဆိုတော့တင်ဆင်ထားပါတယ်ဟုတ်ကဲ့ဗျတင်ဆင်ထားတယ်ဟုတ်တယ်သူတို့ဘယ်လိုပြောမလို့ဒီပွဲကိုသူကခရိုင်စစ်စင်ကြီးသူတို့ရေကုန်ရေခမ်းလည်းလုပ်တယ်ထင်တယ်ဒီ ဒီကံတောင်းတာနှထိုးကြီးကိုကျွန်တော်အမြင်ကတော့သူတို့ရေကုန်ရေကမ်းပေါ့ဒီပွဲကိုသူတို့အပြက်သူတို့စိတ်တွေးထားတာတော့အပြက်အကပ်ပေါ့လုံးဝအပြက်ရမယ်အဲ၆ပြုတ်ပြီးတော့လက်တွေဝင်မယ်ဝင်ပြီးရင်ဒီလက်တက်အနည်းဆုံးခမဆန်ကအဲ့မှာဗရဲဆိုင်မဲ့ပုံစံမျိုးသူတို့ဒီဒီပုံစံချိုးတာပေါ့ဟုတ်ကဲ့ဗျဒီပုံစံချိုးတော့ကျွန်တော်တို့ဘက်ကလည်းအဲ၆ပြုတ်မှကြာရင်ကျွန်တော်အင်အားလည်းဖြည့်ထားတယ်ဟိုတက်ကလည်းပါတာဆိုတော့ဟိုသူတို့အချိန်နေပေါ့ဒီဘက်စစ်ကူ ကလည်းမြန်တာကိုကျွန်တော်စစ်ကူကလည်း15မိနစ်မိနစ်နဲ့ဆယ်ဆိုကျွန်တော်တို့အရောက်ကိုလူကတော့အချိန်ကိုပဲနေရာမှမဆွဲဘူးရအောင်တိုးတော့ဟိုသူတို့လန်သွားပါတယ်မနေ့6ថ្ងៃ45လောက်သူတို့စတိုက်တာဟုတ်ကဲ့သူကစစတိုက်ခြင်းတည်းနဲ့သူတို့ကဝင်လာကဟိုဟိုလိုလေးလက်လုံးမိုင်းကိုလူသေးကင်ခဲ့တာလက်လုံးလက်လုံးမိုင်းကြီးပြစ်မိုင်းကိုဟုတ်ကဲ့ဒီမိုင်းကိုလူသေးကင်ခဲ့ပြီးတော့ဒီကျွန်တော်တို့ဒီစခန်းကြတာနဲ့တုံးတက်တိုက်ဟုတ်ကဲ့ဒီတော့အပူကြီးလိုက်ရင်ထူတာဟုတ်ကဲ့ အပဒီနဲ့ထုတ်ပြီးတော့မှဒီ brain နဲ့မှန်တယ်များတော့လက်လုံးမိုင်းဟာအတွေ့အကြုံအလုံးကိုသာလောက်ဝင်မခင်နဲ့လုံးလုံး40လောက်ရှိမယ်ဟဲ့တောက်လျှောက်ဖြစ်တာဟုတ်ကဲ့အပဒီရောအလုံးလောက်ဖြစ်ခဲ့တာဟွန်းဖြစ်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့အနေရယူပြီးသားဆိုတော့သူတို့ဖြစ်ခဲ့တဲ့အချိန်လေးကိုကျွန်တော်ကဒီကနေတခါလေးကွန်မန်ဒါပေးနေတာဟုတ်ကဲ့တော့တော့မထောင်နဲ့အဲသူတို့ဖြစ်နေအောင်ဆောက်ဆောက်ပြီးတော့ပြန်ပြစ်ရုပ်ကနောက်တောက်တောက်ကြီးပြန်ပြအဲ့မှာအပီတီကတောက်ချောက်ဝင်တော့ကျွန်တော်ကလေးလဲ ဟိုတိကကြံရတာလည်းရှိရဲကြားပါတာလည်းပါလာပေါ့ဟုတ်ကဲ့အမစစ်ကူကသူတို့ကျွန်တော်တို့စစ်ကူကြတော့အတက်မှုသူတို့လာတယ်ဆိုတော့ကျွန်တော်တို့ကဒီကကွန်မန်ဒါနဲ့ဒီဘက်ကွန်မန်ဒါနဲ့ကျွန်တော်နဲ့ဒီမှာစကားပြောနေပြီးတော့မှဘယ်လမ်းဘယ်လမ်းဆိုကျွန်တော် white light က white light နဲ့အချိန်မှာသူတို့ကတိုးဝင်နေတာလေသူကခြေတုံးလို့ရတော့ဘေးတွေမကြည့်ဘူးသူတို့အခြေပဲခုံခုံဝင်တာဟုတ်ကဲ့ဟုတ်ကဲ့ဒီကောင်ကဒီမှာကျွန်တော်တို့စစ်ကူလမ်းကြောင်းနဲ့တန်းတိုးတာကျွန်တော်တို့ကဒီကတွားလိုက်နေ နာဝစီကူဖွဲ့နေဟုတ်ကဲ့အမစီကူဖွဲ့ကဖြုတ်တာမနေဘူးအတယောက်ကြွားရဲဖြောင်းလာတာဆွဲတာဟုတ်ကဲ့ဆွဲဆွဲပြီးတာအဲ့တနောက်တယောက်ထွက်ယူတာအာယူရတယ်တော့များတယ်အမတို့ဒီအရှင်းအရှင်းလေးလဲရခဲ့ရနော်အရှင်းလဲရတယ်အသေးလေးရရနော်အမတို့အဲ့ချမ်းပတ်တည်းအဲဟုတ်တယ်ဟုတ်ကဲ့အဲ့ပွဲမှာတော့ပြန်ရတည်ရရတယ်အဲ့ကျွန်တော်တို့ကတော့ရန်သူလူရန်သူကဘယ်လိုပဲကြည့်ကြသူတို့ကတော့တိတော်လားအသေးရရင်တော့ မျိုးမျိုးပုံပုံလောက်တာလေဟုတ်ကဲ့ရှင်ရရင်ကပုံဆုံးမှာပေါ့ကျွန်တော်ကတော့ဒါလုံထုံးလုံးကြီးပဲလောက်တာပါကျွန်တော်ကတော့ဟိုသူတို့လိုတော့ကျွန်တော်တို့ లై မလုံနိုင်ဘူးလေအဲ့တော့မြင်းကြံဒီကြောက်ပြုတ်ပေါ့ဒီကြောက်ပြုတ်ကတိုက်ပွဲကကျွန်တော်တို့ဒီဒီတက်မော့ပြည်သူစစ်တပွဲကဒါအများဆုံးအောင်မြင်ရရဲဆိုတဲ့သဘောလားမှာအဲညအောင်မြင်ရတာပေါ့အောင်မြင်ရတာပြောမှာပေါ့ဟိုထီသွားတဲ့ကလေးကလည်းသူတို့ကြီးထီတာမဟုတ်ဘဲနဲ့ဒီဒီအန်ဂျီတန်တော်လေးများသွားလို့တာလေဟို တွင်းလွန်သွားလို့ပုံစံမျိုးဖြစ်တာပေါ့တွင်းလွန်သွားတဲ့ပုံစံမျိုးဟုတ်ကဲ့ဒါနဲ့တစ်ဆက်တည်းပေါ့ဟုတ်ဒါဒါနဲ့တစ်ဆက်တည်းပေါ့ကျွန်တော်တို့ဒီဘက်ကတောင်သာတို့တောင်သာနထိုးကြီးစီမီကုန်ငါဆိုအဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အမအဘလို့သိထားသေးလဲဗျာပြောပြပေးပါဦးတောင်သာဆိုရင်လည်းတောင်သာဆိုလည်းပြည်သူစစ်တယ်လေတောင်သာပြည်သူစစ်ဆိုလည်းဒါကျွန်တော်စတင်ဖွဲ့စည်းပေးခဲ့တာပဲဟုတ်ကဲ့ဒီနောက်ပိုင်းမှာကျတော့သူတို့တောင်သာနေတောင်သာတက်နေမှုသူတို့ချိတ်ဆက်ပြီးတော့အမေနဲ့အမကလည်းယူပြီးလုပ်ကြတာဟုတ်နောက်အောင်လို့ရင် ကျွန်တော်ကလည်းဟိုစားကြတယ်3ရက်ကို3ရက်တောက်ခံတာလေဟုတ်ကဲ့ဟုတ်3ရက်တောက်ခံတာမှာကျွန်တော်ဒီလိုစိတ်အရာကကျွန်တော်25ပဲရှိတယ်ဟုတ်ကဲ့ဒီစက်နဲ့ဆက်ငါရယ်မိသားစုဝင်နဲ့သူတို့90လောက်300လောက်ဒီနားမှာခုခံတာဟုတ်ကဲ့ခုခံတာသူတို့ဘလို့ရင်စတိုက်ရယ်ဆိုမနေ့မနေ့တစ်ချိန်အဲသူတို့နနတိုက်တာမနေ့တစ်ချိန်ညတစ်ချိန်ဟုတ်ကဲ့အဒီဘက်ကလည်းကျွန်တော်တို့ကဒီဘက်ရအောင်ကြည်ရအောင်ပို့တယ်ကြည်ရအောင်ပို့တော့တိုင်းကလည်းကြည်ရအောင်ပို့ပြီးတော့ တောက်လျှောက်ပေါ့မနေ့တစ်ချိန်ဖြစ်လိုက်မနေ့တစ်ချိန်2နာရီ3နာရီလောက်ဖြစ်လိုက်ဟုတ်ကဲ့အဲသူတို့ကဟိုမနေ့9နာရီလောက်ဝင်ဆို10နာရီလောက်ပွဲစီတယ်သူတို့လည်းနားလာဟုတ်ကဲ့နားပြီးတော့ညနေ2နာရီလောက်သူတို့လည်းပြန်ဆလာဟုတ်ကဲ့ကျန်စားတယ်ကျွန်တော်ကလည်းအဲ့ဘက်ကိုစစ်ကူသွားမယ်အချိန်ညဒီမှာလည်းပွဲရတောက်လျှောက်ဖြစ်နေတာကျွန်တော်ကလည်းကျွန်တော်ကလည်းဖုန်းနဲ့ပဲအားပေးနိုင်တာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဖုန်းနဲ့ပဲအားပေးနိုင်သူဖြစ်နေတာဟုတ်ကဲ့အဲ့ဒီဘက်စပွဲရလည်းချက်နေတာဆိုတော့တပွဲကဒီဘက်မှာကျွန်တော်ကလူတိလိုက်တာကဒီကြောက်တုတ်တိုက်ပွဲတွေတိလိုက်တာလေအဲ့ဒီကအဲဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့မြင်းရ ဲ့နေရာဖြစ်သွားတာကျွန်တော်ဆက်ချီရက်ွက်ရေနှခါကြောက်ရနှစ်ခွက်လုံးကိုလာတိုက်တာဩဖက်တိုက်ပြီးတယ်သူတို့ဟုတ်ကဲ့ဖက်တိုက်တာကိုကျွန်တော်အဲ့အခွက်ရကျွန်တော်အခွက်ရလည်းကျွန်တော်အကုန်ပြောတာအေးသေးလဲသူတို့ကြိုက်တော့တက်ခဲ့ဟောနေရာကြီးသားဘလို့အဲ့ကြီးမထွက်နဲ့ဒါရင်တက်လို့မရဘူးလေအမမိုက်ခဲအိုင်ခဲဖွက်တက်ခဲ့တာဟုတ်ကဲ့အဲ့ဘူရလေ40ဖြစ်တယ်နားတော့ကန်နားတော့မကရဲဘူးနောက်မကရဲ့ဗနဲ့မနေ့30 30လောက်ပြန်လက်သွားတာဟုတ်ကဲ့မဟုတ်30 30လောက်ပြန်လက်သွားကျွန်တော်တို့40ကျော်ပြည့်ခဲ့ပြီလားဟုတ်ကဲ့အမပြန်မကရဲ့တော့ဦးသူတို့ နောင်းလုံးဆိုရင်အဲ့နေရာဟိုပထမနေ့ကိုသူတို့တော်တော်လေးကိုမကျွန်တော်တို့တိုက်ရောအာဂီနဲ့ထူနေတာသူကဒီတိုက်သူအောင်အာဂီထူတာဟုတ်ကဲ့အာဂီသူတို့မှပါနာလလုံးအကုန်လုံးနဲ့ထူတာဒီတိုက်ကိုတိုက်ကလုံးอืมထူတာကိုတိုက်ရလဲတော်တော်လေးကောင်းတယ်ထင်တယ်လုံးဝတိုက်မပြေဘူးမပြေနိုင်ချိန်ကဒုတိယနေ့ရက်မှာကျွန်တော်လည်းနောက်စစ်ပြူအတစ်ခုတုံးလိုက်ဒါတုံးလို့ဆိုဂရိုဘုံဩဂရိုဘုံဒီကိုကျွန်တော်တို့120ကလုံးအောင်ရှင်းနေပေါ့လေဟုတ်ကဲ့ အဲ့ဒါကခေါင်းမိုးပေါ့တခါတိုင်းသုံးလုံးပြစ်ချတာ။အော်။တခါတိုင်းသုံးလုံးပြစ်ချတာ။ဟုတ်ကဲ့။ကျွန်တော်ကဒီပစ်ကောင်းဆောင်ကြထူအောင်လေ။ဟုတ်ကဲ့ကဲ။ကိုထူအောင်ဟုတ်တယ်ကျွန်တော်အဆက်တည်းရတယ်ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ကျွန်တော်ကသူအတက်ငယ်ပါသေးတယ်။ဟုတ်ကဲ့။အတက်ငယ်တယ်။အဲအတွေ့အကြုံကတော့ဘယ်လိုသူကတော့ခုခံကြောနေရနဲ့ဖွဲ့ပြီးတော့ရမ်းပိုင်ရန်ကတိုက်ပွဲအတွေ့အကြုံကတော့ထိုက်တဲ့လောက်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီမှာကြတော့အဲ့ဒီမှာဖြစ်နေနေကြတော့စိတ်ကြပ်ပေါ့စိတ်ကြက်ကြက်ခိုင်တာပေါ့ဒီကလေးစိတ်ကြက်ကြက်ခတ်ခိုင်နေသူ အာကျွန်တော်ကလည်းဒီကနေဖုန်းလာတယ်နေအားမချော်နဲ့ရတယ်လုံးဝပဲအချိန်ကြီးရောက်ခဲ့မှာငါတို့ရောက်ခဲ့မှာမပူနဲ့ငါလည်းဒီဘက်မှာယုံနေလို့ဒီချပြောပြတယ်ဟုတ်ကဲ့ကျွန်တော်တိုင်းအောင်လည်းတင်တယ်တိုင်းအောင်လည်းလာပြီးမယ်လုံးမယ်အကုန်လုံးကတော့အကုန်လုံးလိုအပ်တာတော့ဖြည့်ပေးတယ်သူတို့မှတော့ဟိုဟိုရုပ်ရှင်တွေကလို့တော့ဖတ်ကလေးမရောက်နိုင်ဘူးလေဟုတ်ကဲ့ဒါမျိုးတွေကလည်းဟိုစစ်မြေကတတနေရာလည်းဖြစ်တာမဟုတ်ပဲပြန်ပြီးဖြစ်နေတဲ့အချိန်မှာလူကြီးတွေလည်းသူတို့စဉ်းစားရနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအနားနဲ့လမ်းကြောင်းကြီးရှိတယ်အဲ့လိုမျိုးလေးဆိုတော့ ไอ้ที่ญาณนี่มาญาณนี่บายเนี่ยนี่မနက်ပိုင်းကနေစပြီးဒေါ်ဘုံတုံးလုံးကြီးချတာပါကုန်လေ။နောက်6လက်ကုန်နေ။မှတ်တင်းတော့တခါလိုက်တုံးလုံးတခါလိုက်တုံးလုံးကြာတဲ့ခါကျတော့ဒီ street ညမခံနိုင်တော့ဘူးလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ညောက်ညနေမှာသူ့ပြင်ကကျုံပြီ။อืมသူ့ပြင်ကျုံတော့အာသွေးနေရာဖြစ်သွားပြီ။အာသွေးနေရာဖြစ်သွားတဲ့အချိန်မှာအဲ့ slip ပြင်ကျုံပြီးတပင်းနေကြနေတော့ကျွန်တော်နဲ့ချက်ချောင်းနဲ့ကျွန်တော်ချက်ချောင်းပြေတိုးနေပြီ။ဟုတ်ကဲ့။တိုးနေပြီကျွန်တော်တို့ကကျွန်တော်တို့လည်းရောက်တော့မယ်။ ခုခံတာလုံးဝသူတို့ကလည်းတစ်ချက်မှမပြောဘူးဒါပေမဲ့ဒီဘက်ကတော့အမြန်လာပါပဲသူတို့ပြောတာလေစိတ်ကြရတော့တော်တော်တစ်ပွဲလုံးကြက်ကြက်ခိုင်းနေကျွန်တော်ကလည်းဖုန်းကိုလုံးဝမချအောင်သူဖုန်းမရရင်သူ့ဆွေမျိုးဖုန်းခေါ်တယ်ရတဲ့ဖုန်းခေါ်ခေါ်ပြီးတော့လူကြီးတွေကိုလည်းကြင်ပြတယ်လူကြီးကလည်းအကုန်လုံးတောက်လျှောက်လုပ်ပေးပါတယ်နော်အဲ့ဒီကတော့သူတို့မှာအဓိကအဲ့ဒီကသူတို့အတက်တွေကယ်သွားတာကတော့လေချောင်းပေါ့ဟုတ်ကဲ့ချောင်းကိုတော်တော်လေးယူတာသူတို့ကျေးဇူးတင်ရမှာကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟိုလိုအပ်တယ်လို့အချိန်ကြာကြီးနေ ချိန်တိုင်းချိန်တိုင်းမှာချိန်တိုင်းကျွန်တော်တို့ဟိုတိတလာကိုတိုက်ပွဲတွေအများကြီးကြုံနေတယ်မရဟန်းရင်အပေါ်မှာအလောက်တိုင်းဝဲပြီးတော့အလုံးလုံးနေတာကျွန်တော်မတွေ့ဘူးဟုတ်ကဲ့ပါဟုတ်နောက်ဘက်မှာတော့တော်တော်လေးဘာလို့လဲဆိုတော့ဒါတချက်ခံပြီးတိုက်နေတဲ့ပြည်သူစစ်ကိုတက်မတော်ပြားကလည်းမဟုတ်ပြည်သူစစ်လုံးဝမကြကြရဘူးတိတ်နေအကုန်လုံးပြီးတယ်ဟုတ်ကဲ့ဗျာနောက်ကျွန်တော်နင်းကြမှာကြားနေလူကြီးဆိုရင်သူကဒီကလေးတွေအတန်ကြားတော့သူတော်တော်လေးကိုစိတ်မကောင်းဘူးဆိုတော့သူတောက်လျှောက်သူပြောပြတာဟုတ်ကဲ့ဗျာတောက်ပြကူဟုတ်ကဲ့ဒီတောက်ပြကူကလည်းတောက်လျှောက်ပြီးတယ်သူကလည်း ီကအပြည့်ထက်ရောက်ပါနဲ့တို့တောက်ချောက်ခုခံဟုတ်ကဲ့အဲ့မှာဇောဘုံကတောက်ချောက်ပြွင်သွားတဲ့အချိန်မှာပြီးတော့အဲ့ဒီဟိုဘုရားရှင်တောက်မှာကတ်နေတဲ့ဟာတွေလည်းဘုရားရှင်ကိုရအောင်ပြစ်တယ်တို့ကတဲ့တန်ဖြစ်တော့ညာလောက်ကြတော့တို့ဘုကောင်တွေလည်းလက်ပန်းကျသွားပြီတို့ကဖြူလာလေတို့ကစိတ်ရပါလို့ဆိုဟိုတောင်းလာဒီဒီစီအင်အား25ရောက်လောက်ဟိုတို့အင်အားရှားချီပိုင်းနဲ့လာတော့မရအောင်ချုံတဲ့စိတ်မှာတို့မှာ တို့မှာတော့တော်တော်လေးစိတ်ကကြပါမယ်လို့ကျွန်တော်ထင်ဟုတ်ကဲ့အဲ့မှာတော့တို့ဘယ်လောက်သေးသွားလဲမှာအဲ့အဲ့ရွာတောင်ဟာသူ့ဘွားကိုအဲ့မှာကျွန်တော်ပြောအမကျွန်တော်တို့ပြစ်တာသိတယ်အပုံဆွဲတာအပေါ်လေးနဲ့လည်းထိတယ်လေလေးညာဝိုင်းတော့တောက်ချောက်ပတ်ချပီးနေကြတာရောအဲ့လေးကောင်ကထိတယ်ဟိုကောင်လေးကရမယ်ထင်တော့တိုးခဲ့ပြီးအဲထဲမှာအပုံတန်းတန်းချိန်ပြီးတော့ကြီးရလဲအပြေးနေတော့ကြီးရဘောကောင်လေး50တော့နေတော့อืม တို့ကတော့အဲ့ဒါဘယ်တော့မှတည်တယ်ပြောမှာမဟုတ်ဘူးအခုကတော့တို့ကတည်တယ်မပြောဘူးကျွန်တော်တို့က line ပေါ်မှာတိတ်တော့မှာကြီးကြည့်နော်ခုနားမှာ open cell လုံးဒီနားမှာ cell လုံးခုနားမှာ၅လုံးမြင်းညံရွာလေးတွေကောင်းလာရွာလေးတွေအကုန်လုံးမှာအတုပါကြီးလုံးနေတာတို့ကြိတ်ပြီးတော့ဘိုးရွာမှာ၃လောင်းဒီရွာမှာ၅လောင်းအခုနောက်ပိုင်းပူတော်တိတာကြီးတယ်ဒံရရနဲ့လူကြီးနောက်ပိုင်းမှာအတုပါကြီးထက်နေတာပဲအဲ့တော့သူ့ဘာသူ့ဘာရစားလေအလုပ်ရနေတာပေါ့။အမှန်ပါလေသူတို့မရနိုင်ဘူးပေါ့အဲ့လိုမျိုး။သူသူ့ဘာရစားလေအဲ့ဘက်မှာအလုပ်ရနေတာပေါ့ ။ဟာတူပါရစာလုံးသူတို့ကအခုချက်ပိုင်းအခုနားတော့လဲဆိုတော့တူပါရစာလုံးလုံးလို့ပြီးဘာကြံနေလဲမသိဘူး။အာအဲ့တော့အဲ့တော့အမကျွန်တော်တို့အမအမြင်နဲ့ရောလက်ရှိဒီတောင်းတာမြင်းကြံမလိုက်နှထိုးကြီးအဲ့အဲ့ဒီတိုက်ပွဲမှာပေါ့ဒီစစ်သွေးကြွတဲ့အချိန်နေဘလို့အဆုံးသတ်လိုက်ရလဲဒီဒီတကြောမှာဒီဒီဒီတပွဲပေါ့ဒီတပွဲမှာအခုလက်ရှိမှာသူတို့စိတ်ကြကြခြင်းနဲ့ရင်ဆိုင်မှာပေါ့သူတို့မှာဟိုကြည်ဆိုတာကလည်းသူတို့ကစိတ်ယုံရှိတာမဟုတ်ဘူးလေ။ဟုတ်ကဲ့။စိတ်ယုံရှိတာမဟုတ်လဲသူတို့ကကြည်နေတာကြီးကြည်နေတာအခုသူတို့ပလန်ပြန်ဆွဲနေတာပေါ့ပလန်ပြန်ဆွဲနေတာဆိုတော့ အဲသူတို့ကခရိုင်သစ်စင်ရေးဆိုပြီးတော့သစ်စင်ရေးတရက်ကြီးပေါ်ဆောင်တော့အင်အားအလုံးရင်းတော့ဟိုဘက်ကမျက်နှာဘက်ကစစ်ကူတွေရောမကွေးရောရေစကြိုအားအဲ့နေရာကအကုန်လုံးလာပြူလာမှမင်းကမှအဲသခန်းတစ်ခုမှသူတို့ရာသွားတယ်ဆိုတော့တော့အလံမထူနိုင်ဟုတ်ကဲ့ဗျဟုတ်ကဲ့အဲ့အလံလည်းမထူနိုင်ကျွေးလည်းမကျွေးတော့မင်းကဆိုတော့ကတ်ကိုမကတ်တော့ဘူးကတ်ကိုမကတ်ရတော့ဘူးကျွန်တော်တို့ကလည်းကြိုတိတယ်လေကျွန်တော်တို့ကလည်းအထောက်အပံ့များယူကြိုတိတဲ့ခါကျတော့လာဖို့မကတ်ရဘူး လာကလည်းကျွန်တော်တို့ကမပြောဘူးကျွန်တော်တို့လည်းဖုန်းနဲ့စိန်ခေါ်နာပဲလာတယ်ဟောင်းဒါမများနဲ့လာခဲ့ကျွန်တော်တို့ကတော့ဟိုတောင်းတာလေသူတို့ကတော့မနိုင်ရဘူးဝန်ထမ်းတွေဝန်ဖန်းတော့တာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်၁၁ယောက်လို့၁၁ယောက်လို့ပြောတယ်ဟုတ်တယ်သူတို့ရေတိုးထိုးရေပြောတာဟုတ်တယ်ဝန်ထမ်းတွေပါဆိုင်လို့အဲ့ဒါစစ်စီနေနေမှာမဟုတ်ဘူးသူမနိုင်မနိုင်နိုင်တာရှောက်ပတ်လို့တာဒီခရိုင်ချစ်ချင်းလေးဆိုပြီးထောထောင်လိုက်တဲ့နေရာမှာရလက်မှာသူတို့မှပြကြရမရှိခွက်ခေါက်ကြရမရှိဟုတ်ကဲ့အဲ့လိုပုံစံဖြစ်နေတဲ့အခါကျတော့ဟို နောက်တကြောကိုသူတို့ပြန်လုပ်ဖို့ဆိုတာသူတို့တော်တော်အချိန်ယူရမှာပါအဲ့ဒီမှာကျွန်တော်တို့တက်တော့ချကြောင်းနေဝင်ပြီးတော့ထိုးစစ်ချင်မယ်ဆိုတော့အကောင်းဆုံးချိန်ပဲဒီချိန်ကကျွန်တော်ကျွန်တော်အမြင်ပေါ့ဒီချိန်ကြီးအကောင်းဆုံးထိုးစစ်ချင်တဲ့အချိန်ပဲဟုတ်ကဲ့ထိုးကအကြောင်းဝင်နေဆိုကျွန်တော်တို့ရင်းပြန်တောင်းတာပိတ်ဝင်ပလိုက်လို့ပိတ်ဝင်ပလိုက်ဆိုအခုကျွန်တော်တို့အဖွဲ့ကြီးကိုယ်ရနေတာဟုတ်ကဲ့အဖွဲ့ကြီးကိုယ်ရနေရဲ့ပြီးတော့အခုသူကကိုမဲနေတာဒီတော့နှထိုးမပြတ်မပြတ်မပြတ်နဲ့တို့အဲဟုတ်တယ်နှထိုးကိုတို့ခွာလိုက်ကတ်လိုက်လုံးနေနော် ဟုတ်တယ်မထုံးမဲနေတယ်ကျွန်တော်အခုရတာနဲ့တည်နေရဒီဘက်နေနေမှာရှိနေကျွန်တော်တောင်တာနဲ့အဲအကြီးကတော့တောင်တာပေါ့နော်တောင်တာနဲ့မထိုးတဲ့ကတော့လုံးနေမိမိကသကပအဖွဲ့ကြတော့သူကသူနည်းနည်းလေးကိုယ်ရတယ်သူကြတော့အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုဆိုတော့သူကတောင်တာအဖွဲ့တော်ညာဒီမထိုးကြီးမှသွားလုံးသားပြီးတယ်အခုအင်းအင်းအင်းအဲ့တော့ဒီလောက်ဆိုမထိုးကြီးမှသွားလုံးတော့မထိုးကြီးကဘယ်နေသူတို့ပြန်လုံးမလဲဆိုတော့အချိန်ပြန်ပလန်ချမယ်ဟုတ်ကဲ့ဟုတ် လန်ချနဲ့ဒီချိန်မှာကျွန်တော်တို့တချောင်းနေပြီဝင်နိုင်ပြီဆိုတော့ okay တယ်တကြောလုံးရှင်းရမှာပေါ့နော်ကျွန်တော်ကအခုဟိုဒီနန်းနေတောင်မှာကျွန်တော်တို့မခွာဘူးလေပူတီထိုင်နေကျွန်တော်လို့ဆိုတော့ဒီနန်းနေတောင်ကနေတောင်သားကြီးကိုကျွန်တော်ဖောက်ချင်တယ်လေဟုတ်ကဲ့တောင်သားဘက်ကလှုပ်ရှားပြဖို့လည်းလိုတာပေါ့တောင်သားကနေလှုပ်လှုပ်ကျွန်တော်ကဒီကနေလှုပ်ဒီလောက်ပြန်ရှင်းရမှာတကယ်တယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုနေသားရှိတယ်သူတို့ပြန်ပြီးမလန်ပြဖို့တော့တော်တော်ချိန်ယူရမယ်အခုကတော့ သူတို့ဒီရက်ပိုင်းမှာအားကျုံးမှတအားခဲထားသလောက်သူတို့တဲလေးရေးတွန်းလို့ဖြစ်သွားတဲ့အနေအထားမှာကျက်လေဥမောဘွားတို့တော်တော်လေးလုံးယူအောင်ကျွန်တော်ထင်နေကြတော့ဒါအဲ့တော့ဒီဒီဘွဲမှာဒီစစ်သွေးကြောင့်အုပ်စုတွေတတော်ကြီးအတော့အတော့ရုံးပေးရဆိုတဲ့ဘောပေါ့အတော့ရုံးပေးမဲ့သူစိတ်ဓာတ်တွေပြတ်ပြားသွားရဆိုတဲ့ဘောပေါ့နော်အမဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုတက်ကြည့်ဆိုရင်လည်းအာသူတို့တန်ရာရတာတွေလည်းများတော့အခုရှိကူးနဲ့အပိုင်းသူတို့လုပ်နေတာလေဟုတ်ကဲ့ အဲဒီမှာခရိုင်စစ်ဆင်ရေးဆိုပြီးလာထိုင်တာကျွန်တော်တို့မြင်းကြံမျိုးအရင်ဟို2020ရွေးကောက်ပွဲကလွတ်တော်ကိုယ်စားလှယ်လေမြန်မာလွတ်တော်ဒီလွတ်တော်ကအောက်အောက်လို့လက်ပေါ့သူကလည်းဥဆောင်တာဒီ MG ခုလက်ရှိသူကဒီကြာဘက်မှာရှိရလေဟုတ်ကဲ့ကြာဘက်မှာရှိရအဲ့လိုမတည်သေးဘူးပေါ့အဲ့လိုမတည်သေးဘူးပေါ့ဟုတ်လားမသေးသေးမသေးသေးသူကြံနေသူသူမင်းကြံနေသူမင်းကြံနေအဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းချက်နေရှင်းပါလားအမမရှင်းရင်လည်းအဲ့ဒီခေါင်းဆောင် မလို့မလို့ပါအဲ့ဒီအဲ့ဒီအဲ့ဒီစစ်သွေးကြောင်ခေါင်းဆောင်အမလက်ချက်နဲ့အမလက်ချက်နဲ့မရှင်းရှင်လားလို့အာရှင်းကျင်တာပေါ့ဘာလို့လဲဆိုသူတို့ကဒီငင်းငယ်မှာရှိနေကျွန်တော်လူငယ်လူငယ်တွေပြေးစီအောင်လုပ်တဲ့အမှမဆုံးသူတို့ကနံပါတ်1ခေါင်းဆောင်ပဲလေဟုတ်ကဲ့နံပါတ်1ခေါင်းဆောင်ဒီလူငယ်လူငယ်တွေတည်တဲ့အတွက်အဖြစ်ရှိတော့ဒီလူပဲလေဟုတ်ကဲ့အခုထိလည်းသူတို့ကဒီတိုက်ပွဲကြီးပေါ်ဆောင်တာကြီးရွာမာကြီး သူတို့မိဒီနဲ့ခရိုင်စစ်စီခရိုင်ရညွှန်ကြားချက်ဆိုပြီးဖမ်းတယ်ကြီးရဲ့လောက်တယ်တတ်တယ်ဖြတ်တယ်ဆိုတာကသူကမိန်ပေါ်ဟုတ်ကဲ့ဗျသူဒီအဓိကအဓိကမိန်တရခံတယ်သူကအဲ့တော့ဗျာကျွန်တော်ကဟုတ်ပါဖြစ်နိုင်တော့ကျွန်တော်လက်လက်တော့ပတ်ချင်တာပေါ့ဟုတ်ကဲ့ဗျဟုတ်အဲ့တော့ကျွန်တော်တို့ကဒီဒီနှစ်ထိုးကြီးတောင်းတာမြင်းညံမလိုက်တဲ့ကွာကျွန်တော်တို့တက်ဘော်ကဒီအကြမ်းဖက်တွေကိုအများကြီးရှင်းလင်းနိုင်ငယ်ဆိုတဲ့ဒီရလက်ပေါ်တော့နောက်ဆုံးဒီလိုမျိုးပြောနိုင်မလားမပြောနိုင်တာပေါ့ကျွန်တော်တို့နှစ်ထိုးထင်းထင်းလိုက်ဒီလိုပဲစီးရကျွန်တော်တို့ကစကန်းကို ပေးရပေးလိုက်ရတော့မဟုတ်စုတ်ပါတဲ့စုတ်ပါမယ်ပြီးရင်ဟောလာဒီကိုဖွဲ့တိကျပေါင်းမယ်အင်းအားများအောင်ပေါင်းမယ်ပြက်လဲသူ့ကမဒါကမိကျူအမှန်ပဲလေဟုတ်ကဲ့ပါဗျာဒါပဲလောက်သွားတာရှိရဟိုသခိုင်းပါသွားတာဘာလို့မရှိဘူးအခုကျွန်တော်တို့လက်ထိုးကဝယ်လူသခိုင်းကိုဘယ်တော့တောက်ခံနေတော့အေးရအားဖြင့်အကျယ်ကြီးမဟုတ်ဘူးမှန်ပါတယ်ဗျာမှန်ပါတယ်ကျင်းမုန်းတဲ့နေရာမှာရန်သူအင်းအားအလုံးကြီးနဲ့မိကကောအဝေးရောတောက်လျှောက်ကြီးလုံးနေတာတော့မလုံးဝအဲ့မှရှိနေတက်မလို့သားရဲ့ရဲရဲလုံးဝတက်တက်ကြက်ခိုင်နေအခုဒီ ဟုတ်ကဲ့ပါဘုံဝတက်ကြတယ်လုံးဝအဆုံးမပြေဘူးကျွန်တော်တို့ဟိုထားလိုက်အဲ့မှာစစ်ပြညာ100ကြည့်တယ်ဒါလက်ကိုက်နဲ့ကောင်300လောက်ရှိတယ်300လေးကတစ်ချလေးနဲ့အလှကြချနေကြတာသူတို့ကဟုတ်ကဲ့ပါဟုတ်အခါတော့နေရောညာရောနေရောညာရောတက်ပြန့်ခိုင်ပြီးတော့မှရင်းဆိုင်နေတာနထိုးနဲ့ဝလူကနထိုးအဲ့ဒီဝလူစခန်းကရဲနဲ့ရဲနဲ့တက်တော်သားကြီးတော်တော်စိတ်ကြက်လဲတန်းခိုင်နေအတွေ့အကြုံလေးရင့်နေတာကိုသူတို့ကဘာလို့လဲဆိုခဏခဏလာလာပြီးတော့တန်းမိတိုက်နေတွေ့ကြုံနေနောက်ပြီးတော့အဓိကကတော့စမ်းမဲ့တိုက်တိုက်တကယ်ပဲတိုက်တိုက် ိတ်သက်ကြမ်းခိုင်မှုရဲ့တကယ်ရေချင်းပြေးွားနဲ့ရဲနဲ့တက်မလို့သားနဲ့ပေါင်းထားသွားတာလေဒီဝလိပကံမကြောက်။ဟုတ်ကဲ့ပါမဟုတ်။အဲ့တော့ကျွန်တော်ကတော့ဂုံကြီးပဲ။ဝလိပကံကတက်မလို့သားရောရဲရောကျွန်တော်ကတော့